2024ခုနှစ်လူ့ရည်နှင့်အိမ်အကြောင်းအရာသကောင်စီပြည်တော်စုအစည်းအဝေးခန်းဆောင်အရမြန်မာနိုင်ငံရဲ့လူ့ရည်စုစုပေါင်းဟာ51တသမ4သန်းဖြစ်ပြီးစုစုပေါင်းလူ့ရည်မှာအမျိုးသား58ရာခိုင်နှုန်းနဲ့အမျိုးသမီး53ရာခိုင်နှုန်းဖြစ်တယ်လို့သိရပါတယ်။အော်တိုဘာ29ရက်မနက်ပိုင်းက2024ခုနှစ်လူ့ရည်နှင့်အိမ်အကြောင်းအရာသကောင်စီပြည်တော်စုအစည်းအဝေးခန်းဆောင်ထုတ်ပြန်ခြင်းအခမ်းအနားကိုနေပြည်တော်မှာရှိတဲ့ MICC1 မှာကျင်းပခဲ့ပါတယ်။ဒီအစည်းအဝေးခန်းဆောင်မှာ ဆိုင်ရင်မကောက်ယူနိုင်တဲ့ဒေတာတွေအတွက်ခမ်းမန်းလူရေ16တက်သမ2တန်းအပောင်းဝင်မြန်မာနိုင်ငံရဲ့လူရေစုစုပေါင်းဟာ51တက်သမ4တန်းဖြစ်ကြောင်းစုစုပေါင်းလူရေမှာအမျိုးသား58ရာခိုင်နှုန်းနဲ့အမျိုးသမီး53ရာခိုင်နှုန်းရှိပြီးအမျိုးသမီးအချို့အစားပုံမများပြတာကိုတွေ့ရကြောင်းဖော်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့လူရေအများဆုံးတိုင်းဒေတာကြီးအဖြစ်လူရေ9တက်သမ3ခွန်တန်းနေထိုင်တဲ့ရန်ကုန်တိုင်းဒေသကြီးကရက်တိလေးရဲ့ရှိပြီးကြားပြင်းနယ်ဟာလူရေ3.2တန်းနဲ့အနည်းဆုံးဖြစ်ကြောင်း ချင်းပြည်နယ်ဟာလူရည်ကျဲပါပြီးတုံညတသမ3ခွန်တန်းရှိကြောင်းအစိုးရခန်းဆောင်မှဖော်ပြထားပါတယ်။2024ခုနှစ်လူရည်နဲ့အိမ်အကြောင်းရာသကောင်စင်ရဲမှာလူရည်တုံုံတဖြည်းဖြည်းနှေးကွေးလာတာကိုတွေ့ရပြီး2000ပြည့်နှစ်မတိုင်မီကာလတွေမှာလူရည်တိတိတသာတိုးတက်လာခဲ့ပြီး2024ခုနှစ်မှာစပြီးလူရည်တည်ငြိမ်လာတာကိုတွေ့ရှိရကြောင်းဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာမှာစုစုပေါင်းကလေးမွေးနှုံဟာမိဘနှုတ်ကိုပြန်လည်အစားထိုးနိုင်တဲ့ replacements လေးပဲနှစ်တက်သမတအူအောက်ရော်တင်းနေတာကိုတွေ့ရကြောင်းစုစုပေါင်းကလေးမွေးနှုံဟာမြို့ပြမှာတက်တက်သမ6ဦးဖြစ်ပြီးကျေးလက်မှာ2ဦးဖြစ်ကြောင်းရခိုင်ပြည်နယ်မှာနှစ်တက်သမ၈ဦးနဲ့အမြင့်ဆုံးဖြစ်ပြီး AR တိုင်းနဲ့ကချင်ပြည်နယ်တို့မှာနှစ်တက်သမ၂ဦးနဲ့ဒုတိယအမြင့်ဆုံးဖြစ်ကြောင်းဖော်ပြထားပါတယ်။ပဲခူးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့ဟာတက်တက်သမ9ဦး မန္တလေးတိုင်းဒေသကြီးဟာတိတသမ6ဦးလို့ဖြစ်ပြီးငွေဖွဲ့မှုနှုန်းလျော့နေတဲ့တိုင်းဒေသကြီးတွေဖြစ်ကြကောင်းရှမ်းတိုင်းဒေသကြီးဟာတိတသမ9ဦးတုံးနဲ့အနည်းဆုံးဖြစ်ကြောင်းအသက်15နှစ်ကနေ19အုပ်စုမင်းကလေးတွေရဲ့ဆယ်ကျော်သက်အရွယ်ကလေးမွေးနှုန်းဟာမင်းကလေးတထောင်မှာ73ဦးဖြစ်ပြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာမြင်မာကြောင်းအစိုးရခန်းဆောင်မှဖော်ပြထားပါတယ်အစိုးရကစားအရအသက်18နှစ်နဲ့အထက်လူဦးရေရဲ့63.6%ခန့်နှုန်းဟာနိုင်ငံသားစီစီရေကတ်ကင်ဆောင်ထားကြောင်း အရွယ်ရောက်ပြီသူ၄တက်သမ900ခန်းတော့ခန့်ဟာမြည်သည့်ကမကန်ဆောင်ခြင်းမရှိတာကိုတွေ့ရကြောင်းအသက်55နှစ်နဲ့အောက်ဟာ63တက်သမ800ခန်းတော့ဖြစ်ပြီးမွေးစင်းရရှိကြောင်းရခိုင်ပြည်နယ်မှာ69တက်သမ200ခန်းတော့နဲ့စကိုင်းတိုင်းမှာ84တက်သမ200ခန်းတော့တို့မှာမွေးစင်းရမှတ်ပုံတင်မှုရခိုင်နှုန်းနှဲပါတာကိုတွေ့ရှိရကြောင်းဖော်ပြထားပါတယ်။ပြည်ပရွှေပြောင်းသွာလာမှုအနေနဲ့စည်ရင်းကောက်ယူခဲ့တဲ့အိမ်အောင်စုတွေရဲ့ဖြည့်ဆို့မှုအရပြည်ပမှာနေထိုင်သူမြန်မာနိုင်ငံသား1တက်သမ1နှစ်တန်းကျော်ရှိကြောင်း ရောက်ရှိနေတဲ့နိုင်ငံတွေမှာထိုင်းနိုင်ငံဟာ69ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ပြီးမလေးရှားနိုင်ငံမှာ12ရာခိုင်နှုန်းနဲ့စင်ကာပူနိုင်ငံမှာ9ရာခိုင်နှုန်းရှိကြောင်းအစိုးရကစာအရသိရပါဗျာ။ ရန်ဝတိုင်းဒေသကြီးကနေရွှေပြောင်းနေထိုင်သူတွေဟာစင်ကာပူ၊မလေးရှား၊ဂျပန်၊ကိုရီးယား၊အမေရိကန်စသဖြင့်နိုင်ငံစုံကိုရွှေပြောင်းကြတာကိုတွေ့ရကြောင်းချင်းပြည်နယ်ကရွှေပြောင်းနေထိုင်သူတွေရဲ့40ရာခိုင်နှုန်းနီးပါးဟာအမေရိကန်မှာနေထိုင်ကြကြောင်းရွှေပြောင်းသူတွေရဲ့မူလဒေသတွေမှာပြည်ပကိုရွှေပြောင်းနေထိုင်သူတွေရဲ့ထက်ဝက်ကျော်ဟာကရင်မော်တနင်္သာရီတိုင်းပဲခူးတိုင်းအေရီတိုင်းဒေသကြီးတို့ကဖြစ်ကြောင်းအစိုးရကဖော်ပြထားပါတယ်။